ယူရာရှင်ပင်ယောရှိတာယောရကိန်းနန်းထိုင်ဆာကချောင်ရာဖျားရဲ့နှုတ်ကပတ်တော်ပြောလာ၍ချောင်ရာဖျားမိန်တော်မူတွေကဗိမာန်တော်၌ကိုးကွယ်အပ်သောငါရောက်လာသောယူရာမျိုးသူရွာသားအပေါင်းတို့အားဆင့်ဆူစေခြင်းကငါဒီတင်၌မာထားသမျှသောစကားတို့ကိုဗိမာန်တော်တန်တိုင်းထဲမှရက်လက်တို့တို့အားပြန်ပြောလောတခုံးကိုမြမထိတ်မဝတ်နဲ့တို့တို့ဒီနားထောင်၍အတီးအတင်းမိမိတို့ အတမလမ်းမလွဲဆောင်ကောင်းလွဲဆောင်ကြလိမ့်မည်ငါဒီလဲတူရုပြုတော့ဒူးစရက်ကြောင့်အပြစ်ပေးနေဟုကြံစီခြင်းကိုနောင်တရမည်တိုးဖြည့်၍တင်ဒီဆင့်ဆူရမည်မှာထောက်ရဖျားမိန်တော်မူဒီကတင်တို့ဒီငါစကားကို နားမထောင်တင်တို့၌ငါထားသောပြည့်ညက်တရားလမ်းတို့မလိုက်ငါဒီစောစောထား၍တင်တို့ရှိရသောအထက်ထက်ဇေလို့တော့ငါဤကျွံဘောဖက်တို့ဤစကားကို နားမထောင်ပေနေတဲ့ကဲ့သို့ ယခုလည်းနားမထောင်ပဲနေလေဤအင်ကိုရှီလောရွာကဲ့သို့ငါဖြစ်စေမည်ဤမြို့ကိုလည်းမြေပေါ်မှာလူအမျိုးမျိုးကျင်းစေသောမြို့ဖြစ်စေမည်ဟုမိန်တော်မူ၏။ထိုစကားကိုဗိမာန်တော်၌ယေရမိဟောပြောသည်ကိုယေပရောဟိများပရောဖက်များ လူများအပေါင်းတို့သည်ကြားကြ၏။လူများအပေါင်းတို့အားဆင့်ဆူစေခြင်းကခြောက်ရာဖျားပါထားတော်မူသည်။သမျှသောစကားတော်ကို အကုန်အစင်ဟောပြောပြီးမှယေပရောဟိ ရောဖက်လူများအပေါင်းတို့သည်ယေရမိကိုဖမ်းဆီး၍ဒင်းဒီအသေးတတ်ချင်းကိုအမှန်ခံရမည်။ဤအိမ်တော်သည်ရှီလောရွာကဲ့သို့ဖြစ်လိမ့်မည်။ဤမျိုးဒီလူမရှိလူစိတ်ညံရာဖြစ်လိမ့်မည်ဟုဒင်းဒီထောရာဖျားရဲ့နာမတော်ကိုအမည်ပြု၍အဘဲကြောင့်ဟောပြောသည်နည်းဟုပြောဆိုလဲလူများအပေါင်းတို့သည်ဗိမ္မာန်တော်သွေးယေရမိတစ်ဖက်၌စုဝေးကြ၏။ ယူဒမိုးမက်တို့သည်ထူအမှုကိုကြားသိသောအခါနန်းတော်မှဗိမာန်တော်တို့လာ၍ဗိမာန်တော်တကားသည့်အသွင်း၌ထိုင်ကြ၏ယေဘရောဟိနှင့်ပရောဖက်တို့ကဤသူသည် အသေးခံထိုက်ပေ၏တင်တို့သည်ကိုနားနှင့်ကြားသည့်အတိုင်းဤမျိုးကိုစန့်ကျင်ပိုက်ပြု၍ဟောပြောပါပြီတကားဟုမိုးမက်အစာရှိသော လူများအပေါင်းတို့အားပြောဆိုကြ၏ယေရမိကလည်းတင်တို့ကြားသည့်အတိုင်းဤအိမ်တော်နှင့်ဤမျိုးကိုစန့်ကျင်ပိုက်ပြု၍ ဟောပြောဆဲခြင်းကသာရာဗျာဒီငါကိုဆဲလွတ်တော်မူပြီးယခုမှတင်တို့ဤကြင့်ကြံပြုမူခြင်းကိုပြောင်းလဲကြလောတင်တို့ဤဘုရားခင်သာရာဗျာ၏စကားတော်ကိုနားထောင်ကြလောတို့ပြုလင်သာရာဗျာဒီတင်တို့၌ဘေးဝပြည့်ရောက်စေမည်ဟုချိန်တော်မူတော်လဲတဖန်နောင်သားရတော်မူလိမ့်မည်ငါမူကတင်တို့လက်၌ရှိပါ၏တင်တို့စိတ်၌ဖြောင့်မတ်လျှောက်ပတ်သည်ဟုချင်းဒီအတိုင်းငါကိုပြုကြလော တို့ရာတွင်ငါကိုတတ်လေအပြစ်မရှိသောအသွေးကိုတင်တို့ဒီကိုအပေါ်တို့၎င်းဤမြို့နှင့်မြို့သားတို့အပေါ်တို့၎င်းစင်စစ်ရောက်စေလိမ့်မည်ဟုဤကံအမှန်တိမှကြလောဤစကားအလုံးစုံတို့ကိုတင်တို့အားကြားပြောမည်အကြောင်းထာဝရပြားသည်ငါ့ကိုစင်စစ်စေလို့တော်မူပြီဟုမိုးမဲအစာရှိသောလူများအပေါင်းတို့အားပြောဆိုလေ၏ထိုအခါမိုးမဲအစာရှိသောလူအပေါင်းတို့ကဤသူသည်အသေးခံတိုက်သည်မဟုတ် ငါတို့ဘုရားခင်ခြောက်တာဘုရားရဲ့နာမတော်ကိုအမည်ပြု၍ငါတို့အားဟောပြောလေပြီဟုယက်ဘရောဟိနဲ့ပရောဖက်တို့အားပြောဆိုကြ၏ပြည်သားအသက်ကြီးတို့အချို့ကလည်းယူရရှင်ပင်ယူရရှင်ပင်ဟေဇကိလက်ထက်မောရှာရယွာသားမိခာဒီပရောဖက်ပြုလက်ကောင်းကင်ဘုတ်ရှင်ထော်ရာဘုရားမိန့်တော်မူ၏ကဇေယုန်တောင်ဒီလေကဲ့သို့ထွင်ချင်းကိုခံရလိမ့်မည်ယေရုရှလင်မြို့တည်လည်း မြေပုံများဖြစ်လိမ့်မည်။ဗိမာန်တော်တောင်းဒီလဲတောတောင်ကဲတို့ဖြစ်လိမ့်မည်ဟုယူရပြည်သားအပေါင်းတို့အားဟောပြော၏။ထိုအခါယူရပြည်သားအပေါင်းတို့နှင့်တကားယူရရှင်မရင်ဟေဇကိတီထိုဘရောဖက်ကိုတက်လောထိုမင်းဒီ၆ရာဘုရားကိုကြောက်ရွံ့ကြမဟုတ်လော။ရှေ့တော်၌တောင်းပန်ဒီမဟုတ်လော။ชาวราพยาดีตูรุ၌เบ้อุปิกูยောက်เซินิหุฉิ้งดอมูดอเลตะพันนองดะยะดอมูดีมะหุหลอ ငါတို့မောကကို့အကျိုးကိုဖျက်ဆီးခြင်းကပြုကြတည်တကားဟုစီဝေသောသူအပေါင်းတို့အားပြောဆိုကြ၏။ကိယာရဲ့ယာရင်မျိုးနှင့်ရှေမာယ၏သားဥရိယတည်းလည်းခြောက်ရာဘုရားရဲ့နာမတော်ကိုအမည်ပြု၍ထိုမျိုးနှင့်ဒူပြည်တစ်ဖက်၌ပရောဖက်ပြု၍ယေရမိဟောပြောသောစကားနှင့်တင်ကြီးတဲဟောပြော၏။ယောရကိန်မင်းကြီးနှင့်မင်းများမိုးမက်များအပေါင်းတို့သည်ထိုပရောဖက်၏စကားကိုကြားတော်အခါသူ့ကိုတာအန်တော်ငါ မင်းကြီးဒီရှာချန်ဤထိုတသိန်းကိုကြားလင်ဥရိယဒီကြောက်၍ဧကရုပြည်သို့ပြေးသွားလေဤယောရကင်မင်းကြီးဒီအာခာဘောဒာအလနာတာနဲ့တကွာလောအချို့တို့ကိုဧကရုပြည်သို့ဆဲလို့၍ထိုတို့တို့ဒီဥရိယကိုဧကရုပြည်မှယောရကင်မင်းထံသို့ပို့ဆောင်သည်ဖြင့်မင်းကြီးဒီဥရိယကိုဓာနဲ့တတ်၍အသေးကောင်ကိုဆင်းရဲသားတို့ဤတင်းချိုင်း၌ပြစ်ထားလေဤသို့တော်လေ ရှာဖန်ဤကအာခိကံဒီယေရမိကိုမဆတော့ကြောင်းအသေးခံခြင်းကလူများတို့လက်တို့မအရာယူရရှင်ပင်ယောရှိတာဇေဒကိမင်းနန်းထိုင်ဆာက၆ရာပြားနှုတ်ကပတော်ဒီယေရမိတို့ရောက်လာ၍၆ရာပြားဒီငါအမိန်တော်မူလေကဂျိုးနဲ့ထန်းဘူးများကိုလုပ်၍တင်ဤလေပင်၌တက်လောယူရရှင်ပင်ဇေဒကိထံယေရုရှလင်မြို့သို့ရောက်တော့တန်တမန်တို့တွင်ထိုဂျိုးနဲ့ထန်းဘူးကို ထိုးအေဒုံမင်းမောဘမင်းအာမြုံမင်းသူတို့မင်းစေတုံမင်းတို့ပေးလိုက်လို့သူတန်တမန်တို့အားလဲတင်တို့ဒီတင်တို့အရှင်မြတ်အားဆင်းဆူရမြင်မှာဤဒီလာအမျိုးဘုရားခင်ကောင်းခင်ပို့ချေအရှင်တော်ရာဘုရားမိန်တော်မူဒီကငါဒီမဟာတကူနဲ့လယုံတော်ကိုဆန့်လက်မြေကြီးကို၎င်းမြေကြီးပေါ်မှာရှိတော်လူနဲ့သရစ္ဆန်တို့ကို၎င်းဖန်ဆင်းသည်ဖြစ်၍ငါဒီပေးလို့တော်သူတို့အားပေး၏ယခုမှဤပြီးကိုရှိသူမြတ်တို့ကို ငါကျွန်ဘာဘလို့ရှင်ပြင်းနေပုခနေစာလက်တော့ငါအားပေးပြီးသူစေစားဖို့ရာတော်သရစ်ဆံများကိုလည်းငါပေးပြီးသူဤနိုင်ငံဆုံးချိန်မရောက်မီတိုင်အောင်ဤပြည်သားအပေါင်းတို့သည်သူဤအမှုနဲ့သူဤသားမီးအမှုကိုဆောင်ရွက်ရကြမည်ထိုအချိန်ရောက်မှများစွာသောလူမျိုးနဲ့ကြည်တော်ရှင်ပြန်တို့ဒီသူ့ကိုစေစားကြလိမ့်မည်။ခြောက်ရပါးမိန်တော်မူ၏ကဘာဘလုံရှင်ပြန်နေပုခနေစာဤအစေကိုမခံတို့ဤထမ်းမှုကိုမထမ်းလို့တော့ တိုင်းနိုင်ငံရှိသမျှကိုသူဤလက်၌ဆုံးရှုံးစေခြင်းကဒါပင်မွတ်သိမ့်ခြင်းပေကာလနာပေဖြင့်ငါအပြစ်ပေမည်တို့ဖြစ်၍တင်တို့သည်ဘာဗလုန်ရှင်ပြန်ဤအစေကိုမခံရဟုတင်တို့အားပြောတတ်သောပရောဖက်အနာဂတ်ဆရာအိမ်မက်မြင်သောဆရာနာရိစာဆရာပြုစားတတ်သောဆရာတို့၏စကားကိုနားမထောင်ကြနှင့်ထိုသူတို့သည်တင်တို့ကိုတင်တို့ပြေမအဝဲတို့၍တွားစေခြင်းက၎င်း တင်တို့ကိုငါနင်ထုတ်၍ဆုံးရှုံးစေခြင်းက၎င်းမူတာစကားကိုဟောပြောတတ်ကြ၏ဘာဗလုန်ရှင်ပင်၏ထမ်းဘိုးကိုထမ်း၍သူ၏အစေကိုခံသော လူမျိုးတို့အားမိမိတို့ပြေ၌နေရသောအခွင့်ကိုငါပေးသည်ဖြင့်သူတို့သည်မိမိတို့မြေ၌လုံ၍ရ ကြလိမ့်မည်ဟု၆ရာဖျားမိန်တော်မူ၏ထိုစကားတော်ရှိသည်မြကိုငါပြန်၍ယူဒရှင်ပင်စေတကိအားရှောက်ဆိုတေကဘာဗလုန်ရှင်ပင်ဤထမ်းဖို့ကိုထမ်း၍သူနှင့်သူဤလူများအစေကိုခံလက်အသက်ချမ်းသာပါလော့ ဘာဗလုန်ရှင်ဘင်ဤအစဲကိုမခံသောလူမျိုးကိုခြောက်ရာဖျားရီမှတ်၍မိန်တော်မူသည့်အတိုင်းကိုရော်နှင့်ကိုရော်ဤလူတို့သည်ဂျာဘဲမွတ်သိခြင်းပဲကာလနာပဲဖြင့်အဘဲကြောင့်တည်ရမည်နီတင်းတို့သည်ဘာဗလုန်ရှင်ဘင်ဤအစဲကိုမခံရဟုတင်းတို့အားဟောပြောသောပရောဖက်တို့၏စကားကိုနားမထောင်ကြနှင့်သူတို့သည်မူတာစကားကိုဟောပြောတတ်ကြ၏ခြောက်ရာဖျားမိန်တော်မူ၏ကတင်းတို့နှင့်တင်းတို့အား ဟောပြောသော ပရောဖက်တို့ကိုငါအနေထုတ်၍ဆုံးရှုံးခြင်းကငါမစဲလွတ်ပေသူတို့သည်ငါနာမကိုအမည်ပြု၍မို့တာစကားကိုဟောပြောတတ်ကြ၏ယက်ဘရောဟေတိုနှင့်လိုအပေါင်းတို့အားလည်းခြောက်ရာဖျားရဲ့အမိန်တော်ကိုငါပြန်ပြောဒီကကာလမကြာမမြင့်မီဗိမာန်တော်တစားတို့ကိုဘာဗလုန်မြို့မှတဖန်ဆောင်ခဲ့လိမ့်မည်ဟုတင်တို့အားဟောပြောသောပရောဖက်တို့၏စကားကိုနားမထောင်ကြနှင့် သူတို့သည်မို့တာစကားကိုဟောပြောတတ်ကြ၏ တို့တို့၏စကားကိုနားမထောင်ကြနဲ့ဘာဘလုံရှင်ပင်၏အစဲကိုခံ၍အသက်ချမ်းသာကြလောဤမျိုးဒီအဘယ်ကြောင့်ပျက်စီးခြင်းတို့ရောက်ရမည်နည်းသူတို့ဒီခြောက်ရပြည့်ဗျာဒိတ်တော်ကိုခံ၍ပရောဖက်မန်လင်ဘိမန်တော်၌၎င်းနန်းတော်၌၎င်းယေရုရှလင်မြို့၌၎င်းကြံကျွင်းတော်သစာတို့ကိုဘာဗလုန်မြို့သို့ယူ၍မသွားရမည်အကြောင်းခေါင်းငင်ပုံချက်ရှင်ခြောက်ရဖျားအတောင်းပန်ကြလော့ ဘာဗလုန်ရှင်ဘီယံနေပုခနေစာတီယူဒရှင်ဘီယံယောရကိန်းသားယေခော်နိအစရှိသောယူဒပြည်ယေရုရှလင်မြို့မူးတော်မတ်တော်အပေါင်းတို့ကိုယေရုရှလင်မြို့မှဘာဗလုန်မြို့သို့တင်းသွားသောအခါထိုရှင်ဘီယံသည်မသိမ့်မယိုဘိမှန်တော်၌၎င်းနန်းတော်၌၎င်းယေရုရှလင်မြို့၌၎င်းကြံကျွင်းတဲသောတိုင်ယေကံယေကံအခြေအမြင့်များကြံကျွင်းတဲသောတစားများတို့ကိုရိမ့်မှတ်၍ ဤဒီလာမျိုး၏ဘုရားသခင်ကောင်းကင်ဘုရားရှင်တော်ရာဘုရားမိန့်တော်မူဒီကထိုတစားတို့ကိုဘာဘလုံးမျိုးတို့ယူသွားရလိမ့်မည်ငါအကျင့်ရှုမကြွလာမည်တိုင်အောင်ထိုမျိုး၌ရှိနေရကြလိမ့်မည်ငါကြွလာတော့အခါထိုတစားတို့ကိုငါဆောင်ခဲ့၍ဤအရင်၌ပြန်ထားမည်ဟုမိန့်တော်မူ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ